ပဲပြနဲ့ပဲပင်ပောင်ချော်နီနီပြောပြမယ်နော်ပထမအောင်ဆုံးတဲဦးလေးတဲကိုစီးထဲမယ်စီပူလာရင်နော်ပဲပြကိုစားနေတာရဲ့ချက်တုံဖြူနုံနုံလေးထောင်းတာနီရဲ့ပကံထဲမှာရှိရပေါ့နော်အဲ့ဒါကိုပဲပြကိုအစိမ့်မချော်ခြင်းတို့ပဲပြကိုအရင်ဆုံးစီးနေချော်ပါမယ်အယောင်လေးတက်လာပြီးတော့အပေါ်တနာနည်းနည်းလေးမှထားပြီးအခုလုံးအဝတန်လာပြီဆိုရင်နော်ပဲပြလေးတွေကိုဆယ်ထားလို့ရရဲ့မဆယ်ခြင်းမဲ့အိုးကြီးရဲ့ဆိုရင်ထောင်းတနေရာကပ်ပြီးတော့ချက်တုံဖြူလေး င်ကိုစီတက်ပါမယ်စီတက်ပြီးသွားရင်တော့อืมခုနအသားလေးထည့်ခြင်းထည့်လို့ရရပေါ့နော်ဆိုင်ချင်းတက်ရအသားလေးကိုထည့်လို့ရပါရဲ့အသားမထည့်ခြင်းမဲနဲ့ဒီတိုင်းကြောလဲရပါရဲ့ပြီးရင်တော့ပေးမင်းပေါင်လေးရေစိမ်းထားရေရေစေးထားလေးတွေကိုတစ်ခါလဲထည့်ပြီးတော့ကြော်ပါမယ် ပဲပင်ပေါက်ကရေစေးရတယ်ပေါ့နော်ရေစေးပြီးမှကြော်မယ်ကြော်တဲ့အခါမှာလည်းပဲပြားကိုလည်းမရောသေးဘူးပေါ့နော်ရင်ဦးစိုးချက်သွင်းနေအသားနဲ့ရောနေရလို့မယ်ပြီးရင်စားထည့်မယ်စားလည်းမြိုင်းထိန်ထုံးစံနိုင်ငံသွားတဲ့ပေါ့နော်ပြီးတော့မှပဲပြားပါတခါလဲရှော်ပြီးတော့မှွေပါမယ်ပဲပြားနဲ့ပဲပင်ပေါင်းနဲ့ဝနူးလာအောင်လို့ရေနေနည်းနည်းချင်းစီထည့်ပြီးတော့ကြော်ပါမယ်ပြီးရင်တရုံကပြားရေးအပြည့်လေးပါထည့်ပါမယ်အယောင်လေးအညိုယောင်လေးတန်းသွားအောင်လို့ပေါ့ ော်တော့စားတော့လို့ပါဒီလောက်နေထားဆိုရင်စားလို့ရပါပြီအားလုံးကျေးဇူးများတင်ပါတယ်